အိုးခွဲတလုံးရေထန်းသမားတယောက်မှာအိုးကြီးနှလုံးရှိတဲ့အိုးကြီးတွေကိုတဘိုးနဲ့ရှို့ထမ်းပြီးရေကိုတည်တာပေါ့အိုးတလုံးမှာအကြောင်းထင်းနေတယ်ကျင်အိုးတလုံးကတော့ဇင်းလုံးချောပေါ့ရေထန်းသမားစမ်းကြောင်းကနေဆရာကြီးအေအေရောက်ရေသေးလာရင်ခရီးဆုံးတဲ့အထိအိုးကောင်းကတော့အမြဲတမ်းရေအပြည့်ပဲအိုးခွဲကတော့ ခရီးဆုံးပြီဆိုရင်ရေတဝက်ပဲပါတော့တယ်။အိုးကောင်းကတော့ခရီးပြီးဆုံးတဲ့အထိရေအဖိတ်အစင်မရှိအောင်ပြည့်ပြည့်ဝဝဆွမ်းဆောင်နိုင်တဲ့ကိစ္စကိုအားရကြေနပ်နေတာပေါ့။အိုးခွဲကတော့မပြည့်တဲ့သူ့ဘဝအကျိုးပေးကြောင်းခရီးဆုံးမှာရေတဝက်သာပါနိုင်တာကိုစိတ်မချမ်းမသာဖြစ်နေတယ်တဲ့။အိုးခွဲဟာနှစ်နှစ်ကြာလောက်ရှိတဲ့အခါမှာ ခါသည်နာကြီးစရာကောင်းလာတဲ့သူ့ရဲ့အားနေချက်ကို တွေးမြင်မိလာတယ်။တနေ့တော့ရေထန်းသမားကစမ်းချောင်းကလေးကနေရေသေးလာချိန်မှာအိုးခွဲကမအောင်နိုင်မဲသူ့ကိုယ်သူရှက်မိတဲ့အကြောင်းရေထန်းသမားကို တောင်းပန်ခြင်းနဲ့အကြောင်းပြောလိုက်တယ်။ရေထန်းသမားကမင်းကဘာအတွက်ရှက်နေရတာလဲမေးတယ်။အိုးခွဲကငါအတွင်းပိုင်းမှာ ကိုယ်အံ့နေတဲ့အတွက်ဆရာကြီးအိမ်ကိုတဲယူရလမ်းတစ်လျှောက်မှာရေတွေရိုစိတ်ကြရည်ပြီးဩတဝတ်သာရေတဲနိုင်နေငါအပြစ်အနာအစာချုပ်ရင်းချက်ကြောင့်မင်းကျိုးပန်းအားထုတ်ပေမဲ့အပြစ်အဝမရခဲ့ဘူးဆိုပြီး ရေထန်းသမားကိုပြောတယ်။ဦးကွဲပြောစကားကြရတော့ရေထန်းသမားလည်းစိတ်မကောင်းဖြစ်သွားတယ်။ဂယုနာစိတ်နဲ့ရေထန်းသမားကတို့ရွေ ဆရာကြီးအိမ်ကပြန်တဲ့လမ်းမှာလမ်းတလျှောက်ပန်းပွင့်လှလှတွေပွင့်နေတာမင်းတရိထားပြီးကြီးမိစေခြင်းနဲ့လို့ဦးခွဲကိုပြန်ပြောတယ်။တောင်ပူစာလေးပေါ်အတက်လမ်းတစ်ဖက်တစ်ချက်မှာပန်းကလေးတွေဟာ နေကြီးနှွိနှွိအောင်မှာလှပပွင့်လန်းနေတာကိုဦးခွဲကတရိထားမိပါတယ်။ဒါပေမဲ့လည်းလမ်းဆုံးမှာတော့ရိုစိမ့်စီးထွက်တဲ့အတွက် ရေကတဝက်အပေပါတာပါပဲဒါကြောင့်သူ့အားနေချက်အတွက်ရေထန်းသမားကိုတောင်းပန်စကားပြောလိုက်တယ်။အိုးခွဲကိုရေထန်းသမားကပန်းနေပွင့်နေတာမင်းရှိတဲ့ဘက်တစ်ဖက်ထဲမှာပဲပွင့်နေတာသတိထားမိရဲ့လားဟိုအိုးဘက်မှာပန်းတွေမရှိဘူးလို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့အိုးခွဲကရေတွေယူစီကြတာကိုရေထန်းသမားကသိတယ်။ဒါကို ရေထန်းသမားကအတုံးချတယ်။ပန်းမျိုးစေ့တွေကိုအိုးခွင်းရှိတဲ့ဘက်မှာစိုက်ပျိုးပြီးနေ့စဉ်နေ့တိုင်းစမ်းချောင်းကရေသေးယူလာတဲ့အခါအိုးခွဲကရေဖြန့်ပေးခဲ့တယ်။နှစ်နှစ်ကြာလာတဲ့အခါပွင့်လာတဲ့ပန်းလက်လက်တွေကိုခူးယူပြီးရေထန်းသမားကဆရာကြီးရဲ့အိမ်မှာပန်းအိုးထိုးပေးတယ်။ဒီလမ်းတစ်လျှောက်မှာမင်းသာရေဖြန့်မပေးဘူးဆိုရင်ဒီအိမ်မှာ အလှကျက်တည်းရှိမလားနိုင်ဘူးလို့ရေထန်းသမားကပြောလိုက်တယ်။တကယ်တော့တို့အားလုံးဟာအိုးခွဲတွေပါပဲ။သူများကို မျက်လုံးအမြင်နဲ့ပဲမကြည့်ပဲနှလုံးသားနဲ့လဲကြည့်ပြီးမေတ္တာထားနိုင်တဲ့နော်။